ဒီနေ့ဒီအိန္ဒိယနိုင်ငံကိုထွက်ခွာသွားပြီဖြစ်တဲ့ Miss World မြန်မာအာခိစာခင်ကိုပေါ့နော်သူနဲ့ batch 2တဲ့ဒီအလှမယ်တွေ runner ups အလှမယ်တွေက line မပို့ကြအောင် information တက်လာတဲ့အချိန်မှာသူရဲ့ဘေးနားမှာဒီတက်တက်တွေ့တယ်ပြီးရင်နောက်တစ်ခါကျတော့ဒီအာမင်းနုဇန် runner up သူတိမင်းနုဇန်တော့တွေ့တယ်ကျန်တဲ့အလှမယ်ဒီ first runner up တခြားအလှမယ်ပေါ့နော် runner up တွေ like ပို့တာမတွေ့ရအောင်ဆိုတော့ဒီချာစီဆက်ဆက်ဆူးဆူးနဲ့ပဲဒီအလှမယ်တွေရဲ့ page ထဲကိုသွားကြည့်ရတဲ့အချိန်မှာ ဒီနာဟန်ခွန်စင်တာ first runner up ပေါ့နော်သူရဲ့ page မှာဒီကိစားကန်ဒီနေ့သွားမယ်ဆိုတဲ့အကြောင်းအရာတင်ထားတာလည်းမတွေ့ရဘူးပေါ့နော်ပြီးရင်တော့ဒီအစိုးရရဲ့ page ကိုဝင်ကြည့်တဲ့အချိန်မှာလည်းမတွေ့ရဘူးပေါ့နော်ပြီးရင်တော့ဒီအာဒီသူဆိုလို့ရှိရင်လည်းအာ second runner up လား third runner up လားမသိဘူးရထားသူရဲ့ page မှာလည်းဒီလိုမျိုး information share တာမတွေ့ရဘူးပေါ့နော်ဆိုတော့ဒီသူတို့တွေ organization နဲ့ဘလို့ဘာတွေဖြစ်ကြရလဲပေါ့စိတ်ဝင်စားမိတယ်ဆိုတော့ဒီ Radiance Event Production ရဲ့ page ကိုဝင်ကြည့်ရတဲ့အချိန်မှာ ဒီသူတို့ Miss World မြန်မာ Final Night Live Flint ထားပြီးရဲ့နောက်မှာပေါ့နော်ဒီ winner ဖြစ်တဲ့ခီစာခင်ရဲ့ဓာတ်ပုံတွေ information တွေပဲတင်ထားတာတွေ့တယ်ဒီတခြား runner ups အလှမယ်တွေရဲ့ပေါ့နော်ဒီဓာတ်ပုံတွေဘယ်သူက winner ဒီ runner up ရထားပါလဲဆိုတဲ့ information တောင်မှတင်ထားမျိုးမတွေ့ရဘူးပေါ့နော်ဆိုတော့ဒီပြိတ္တတွေကဘယ်လိုမျိုးတင်ကြလဲ